အချို့မုံငံပြရည်လေးထည့်ပြီးတော့အနှဲငယ်လေးမှွေပေးရပါအောင်မယ်ရှင်ရည်လေးထည့်ပြီးတော့ငါးသားလေးတွေမျိုးသွားအောင်အဖုံးအုပ်ပြီးချက်ပေးရပါအောင်မယ်ရှင်။ ငါးလေးတွေလည်းနူးသွားပြီဆိုတော့နာနာမင်ငယ်ယူသီးစိမ့်လေးအုပ်ပြီးစားလို့ရပါပြီရှင်။